သူဘဝနှခါပြန်မရဘူးဆိုတော့လည်းခေါင်းထဲထည့်တာလူဆိုတာအမတန်ထမြက်အခုဦးဇင်းတို့ဟောတယ်ဟောရင်းနဲ့ဟောတဲ့အတံပေါ်မူတည်ပြီးသဘောတွေပိုင်းခြားလို့မရဘူးလားအခြားဘုံတွေမှာမရနိုင်ဉာဏ်ဆိုတာအခုခိုးရည်လည်းရှိတယ်လေအနိစ္စဒုက္ခအနတ္တဟဲ့အောင်းနဲ့ပွားသာမင်းခန္ဓာကြီးကမမြဲဘူးအနိစ္စဒုက္ခပြောရင်မကြောက်ဘူးလားဉာဏ်ထည့်လို့ရတယ်ဉာဏ်တော့အဲ့ဒါကိုနောင်တမရနိုင် ဇုဘောကလွန်သွားပြီးတော့မှဟောပြမလုံးနဲ့အခုတည်းကဇုဘောကတတန်အမတန်တိုးတယ်အဲ့ဒီအချိန်မှာရတဲ့အချိန်ဟာအညွန်ထက်မြက်တယ်အဲ့ဒီအချိန်မှာမွေးလျော့ပြီးတော့မနေပါနဲ့နိုင်နေတဲ့ကမ္မထံတစ်ခုခုနထိုင်ပြီးတော့တုံးတလဲကန်တလဲဖြစ်နေတဲ့လေရှိတာခက်ခဲသလားမတွေ့လို့လားတရားပြောက်တာလိုက်ရတော့ရှိပြီးသားကြီးပဲဟုတ်ပြီနော်အရာရာကို ညာနဲ့စောင်းစောင်းကြည့်နေတာနေပြီးသွားတဲ့ကျွေးတွေထွက်လာဩရေရုပ်ကြီးရေတွေတုတ်ကြီးရေတွေထွက်လာပါလားရေရှိတဲ့အထုံကြီးမို့လို့ရေတွေထွက်လာတယ်လူမှန်းမဟုတ်ပဲလို့အဲ့လိုတတိလေးနဲ့ညာလေးနဲ့သုံးသသုံးသပြီးတော့နေတယ်သမင်းစားလာတယ်ဩဖောက်ပြန်လာတဲ့ရုပ်တရားကြီးသဘောကဆောင်းလာငါဖန်ဤတာမဟုတ်ဘူးဘဝရခန္ဓာရဒုက္ခရပါလားဒီတတ်မဲ့ခန္ဓာတုတ်ကြီးနဲ့နော်တတ်မဲ့ဒီခန္ဓာကြီးကတတ်မှာရှင်းရှင်းလေးနော် ဘဒုဝတ္တမှာလေဒီခန္ဓာကြီးကတတ်မှာတတ်မှာကြီးကိုငါကြီးလုံးလို့ရလားအာအယူမလို့တတ်မဲ့ခန္ဓာကြီးစားလာတော့မသိခင်တတ်မဲ့နေရာမရောက်ခင် तू ကမနှိမ့်ဆက်ဘူးလားနှိမ့်ဆက်တော့ तू မကြွေးရဘူးလားအဲ့နေရာမှာလေတတိလေးနဲ့ဩဘဝရခန္ဓာရဘဝရတယ်ဆိုတာဒုက္ခရပါလားတတ်မဲ့ခန္ဓာကိုယ်ကြီးသိပဲအချိန်ကြောင်းဒီခန္ဓာကိုယ်ကြီးဘဝမျိုးမျိုးခံရတာဒါဘဝရဲ့အဓိပ္ပာယ်ပဲ ဘဝဆိုတာဒါပါပဲဒုက္ခကိုပြုပြင်ပေးနေရတဲ့တခုပါပဲဟုတ်ပြီလားအဲ့ဒီလိုသဘောလေးကိုကြာကြာနနနော်စောင်းပြီးသုံးသပ်နေရစီရီသွားကျင်လာပြီးစီသွားကျင်ပြီဆိုရင်ငါသွားကျင်တယ်လို့လွယ်လွယ်နဲ့မထားလိုက်ပါနဲ့သဘောတင်းလာတဲ့ဝေဒနာပေါ်မလာဘူးလားအဲ့ဒီဝေဒနာပေါ်လာတော့စိတ်ကပါပြီလေစီသွားကျင်တယ်ဆိုတော့စိတ်ပေါ်မလာဘူးလားငါပေါ်လာလားဝေဒနာပေါ်လာလားဩယုတ်ပေါ်တော့နံပေါ်သွား အဲ့ဒါဝိညာဉ်ပေါ်လာတော့ဘယ်အိမ်ကန်းနဲ့ဝင်လာအိမ်သာကိုသွားလာဘယ်မှာအိမ်သာရှိတယ်ဆိုတဲ့စိတ်ကိပေါ်မလာဘူးလားနော်အကြောင်းကြီးလေးအကျိုးဝေဒနာယုတ်တရားအကြောင်းကြောင့်နန္တရားအပေါ်လာတယ်အဲ့နန္တရားအကြောင်းကြောင့်အဲ့ဒီယုတ်ကြီးသွားမယ်ဆိုတဲ့ယုံကံမယ်ဆိုတဲ့ဟိုအိမ်သာကိုအောင်ပြုတဲ့စိတ်ကိပေါ်လာတယ်အိမ်သာကိုအောင်ပြုတဲ့စိတ်ကနေပြီးတော့ဟာရီယုတ်ကြီးထဖို့ဆိုတဲ့ကာမဇဝါရောစိတ်ဇဝါရောတွန်းကံနဲ့တွန်းပြီးတော့အိမ်သာရှိတဲ့နေရာကို ။တဆင်းချင်းတဆင်းချင်းတွန်းကံမသွားဘူးလား။သွားနေ။ဩဝေဒနာနဲ့ဆောင်းသွားပြန်ပြီ။ဒီစိတ်ကဆောင်းသွားပြန်ပြီ။ဒီယုတ်ဒီနံဒီသဘာဝတွေဟာငါမဟုတ်ဘူး။အဲ့ဒီလိုသဘာဝတရားသဘောဆောင်းလာတာတွေကိုရုပ်ရှင်ပိတ်ကားပေါ်မှာပေါ်လာတဲ့ဇက်ကောင်တွေကိုတခန်းပေါ်တခန်းကြည့်တခန်းပေါ်တခန်းကြည့်သလိုဟာရိခန္ဓာရဲ့သဘာဝတရားတွေကို အနိစ္စသဘောဒုက္ခသဘောအနတ္တသဘောတွေဆောင်းလာတာကိုအဲ့ဒါကိုပဲထိုင်ကြည့်နေရင်ခမည်းတော်လုံလောက်တယ်လုံလောက်တယ်နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါအာစိဏကံမကုသူလို့ခေါ်ပါတယ်အဲ့တော့အာစိဏကံကလည်းဓမ္မနဲ့စီစင်းနေအာတနကံမှာအာကောင်းပြီးတော့အကျိုးပေးမယ် ဒီကန်ဒီမှာကြာမှာငါအားထုတ်ခဲ့တာ၊ပွားများခဲ့တာ၊နေခဲ့တယ်လို့နောင်တမရပါနဲ့။ဒီကန်ဒီလူတွေဟာမိမိရဲ့ဘဝကိုပြန်ဆင်းနေတာဓမ္မတာပဲ။အဲလိုပြန်ဆင်းနေတာဓမ္မတာပဲ။အဲလိုပြန်ဆင်းနေတဲ့အချိန်မှာတချို့ဆိုလို့ရှိရင်သေဘလောက်ဖြစ်သွားတယ်၊မျောသွားတယ်၊သုံးလေးရက်။နောက်ပြန်ပြီးတော့ရှင်းလာတယ် အဲ့ဒါဦးစင်းရှိလာလျှောက်တယ်ဓမ္မကြီးတယောက်ဓမ္မကြီးကတလောက်ကောင်းကောင်းကြီးမဟုတ်သေးဘူးပြန်လာလျှောက်တယ်ဆရာတော်ဗျာတဲ့ဆုံကျွေးအိမ်မှာနော်တရားဟောပေးတာအသေးတတ်ဖို့မသေးခင်အားထုတ်ဖို့နောက်မကြဖို့ဒါကိုအကြောင်းထဟောခဲ့တဲ့စကားကိုတပြည့်အကြားပါလေဒါနဲ့တပြည့်တရားမထုတ်ဘူးလေမလေးစားဘူးပေါ့လေသူသေးကန်ကြီးကြတော့အဲ့လို ဆရာတော်ဟောတဲ့တက္ကမိုင်းတရားအထုတ်ဖို့အသေးတတ်ဖို့အသေးမူမင်းအဲ့ဒါတွေကတခါနဲ့ကြားနေတာအဲ့တော့မှငါနောင်ကရပြီးတော့တပြီးတော့ငိုးနေတာတဲ့ငါမလုံးလဲခြင်းနဲ့အာနေခဲ့လေခြင်းဆိုရင်ဒါပြီးနောက်တော့ပျောက်သွားပြီးတော့၃ရက်လောက်မျောကြီးပြန်ပေါ်လာတော့မှအဲ့တော့မှသူ့အမားတွေနောင်တရတဲ့အကြောင်းတွေလာလျှောက် အဲ့ဒါဒီနောင်တမရသိခြင်းမူ